โอเคတော့ကျွန်တော်ဒီမှာကျတော့ဒါ grade 7ပေါ့နော် grade 7ရဲ့ lesson 2 football ဆိုတဲ့ read the passage အဲ့ဒီ read the passage ရဲ့အောက်က 2b ကိုကျလို့သွားမှာเนาะအဲ့တော့ 2b မှာသူဗာပြောထားလဲဆိုတော့ choose တဲ့ရွေးချယ်ပေးပါတဲ့ from the both feet what စလုံးအမဲနဲ့ရေးထားတဲ့ကောင်းလေးပေါ့ the one which mean the same as in each item below ဒီအောက်မှာပြထားတဲ့သူ့ရဲ့အထိပ္ပယ်၅ခုရှိမယ်အဲ့ဒီအထိပ္ပယ်၅ခုနဲ့စာပိုက်ထဲမှာ both feet what တလုံးအမဲနဲ့ရေးထားတဲ့ကောင်လေးနဲ့အဓိပ္ပာယ်သိပါကိုရေးပြပါတဲ့အဲ့တော့ကျွန်တော်စာပိုင်ထဲမှာစလုံးအမဲနဲ့ရေးထားတာကြီးအောင်နံပါတ်1က pitch P I G C H pitch pitch ဆိုတာဘောလုံးကွင်းဟုတ်ပြီနော်နံပါတ်2က goalkeeper 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 ဆိုတာကဘောလုံးဖမ်းတဲ့သူဒုသမပေါ့နံပါတ်3က match M A T C H match match ကပြိုင်ပွဲရှင်ပြိုင်ပြီးတော့နော်တိုင်ပြိုင်ပွဲပေါ့ရှင်ပြိုင်ပြီးပေါ့နောက်တစ်ခုက referee referee ကဒိုင်းလူကြီးနောက်တစ်ခုကတော့ team ီရီရန်တင်းကအတင်းပေါ့နော်ဟုတ်ပြီအဲ့တော့အားလုံးပေါင်းဘိုးဖီဝတ်ဆရာတို့စလုံး၅လုံးတွေ့တယ်နော်စာပိုက်ထဲမှာ၅လုံးတွေ့တယ်အဲ့ဒီ၅လုံးကိုဒီမှာလိုက်ပြီးတော့မှ 2B မှာဖြစ်အောင် an area which lie for playing a particular sport အားကစားတစ်ခုခုကိုကစားဖို့အတွက်ဟုတ်ပြီနော်ကစား playing ဆိုတော့ကစားဖို့အတွက် with line ဆိုတော့မြင်းကြောင်းလေးဆွဲထားတဲ့ area level တကူကိုဘာလို့သက်ခေါ်လဲတဲ့အားကစားတကူကစားဖို့အတွက်မြင်းကြောင်းလေးဆွဲထားတဲ့ level တကူကိုဘာလို့ခေါ်လဲတဲ့ကဲ ဘာလို့ခေါ်လဲစဉ်းစားကြည့်တယ်အားကစားကစားဖို့အတွက်ထုံးလေးတွေနဲ့ပေါ့ကွာနော်နောက်မှလည်းမြင်းအဖြူလေးတွေနဲ့ပေါ့ဆွဲပြီးတော့မှ level တစ်ခုတတ်မှတ်ထားတယ်အဲ့ဒီ level ကိုသူကဘာလို့ခေါ်လဲကစားကွင်းလို့ခေါ်တယ်မလားအဲ့တော့ pitch ပါဆရာဟုတ်တယ် pitch နော် PNTC pitch ကစားကွင်းလို့ခေါ်တာပေါ့ number 2က a group of players forming one side in a game or sport အားကစားဒါမှမဟုတ် game ကစားသမားကစားပွဲတွေမှာ ော်တစ်ဖက်မှာဗောနော် one side ဆိုရယ်တစ်ဖက်ကနေပြီးတော့မှာ group of player ကစားသမားအုပ်စုနော်ကစားသမားအုပ်စုလို့ပြောထားတယ် group လွဲပါတယ် player လည်းပါတယ်ကစားသမားအုပ်စုတစုကိုဘာလို့ခေါ်လဲကစားသမားအုပ်စုလို့ခေါ်တယ် team လို့ခေါ်တယ်အသင်းဗောနော်အသင်းဗော team team အသင်းလို့ခေါ်တယ် okay number 3က a person who keep a game under control person လူတယောက် who အဲ့လူဟာ keep လုပ်ပေးထားတယ်ထိန်းသိမ်းပေးထားတယ်နော် again ကစားပွဲကို under control ထိန်းချုပ်မှုအောက်မှာ तू ကဟိုကမလုပ်အောင်ဒီကမလုပ်အောင်ဆက်သက်ပြင်ဒါ live ပြီးတော့ control လုပ်ပေးနေတဲ့လူပေါ့အဲ့လူ person တယောက်ကိုဘာလို့ခေါ်လဲ referee ပါဆရာ referee ပါဆရာဟုတ်တယ် referee လို့ခေါ်တယ်ဒိုင်းလူကြီးပေါ့နောက်ခု number 4 esports အားကစား competition ပြိုင်ပွဲ in which two team အသင်းအသင်းတွေ compete ဆိုတာပြိုင်ဆိုင်ရတယ် against each other တစ်ဖက်နဲ့တစ်ဖက် အတင်းနဲ့တင်းကပြိုင်ဆိုင်ကြတဲ့ကစားပွဲတစ်ခုကိုဆိုတော့ဘာလို့ခေါ်လဲပြိုင်ပွဲဟုတ်တယ်နော် match match ပါဗျာ okay ဟုတ်တယ် match လို့ခေါ်တယ်ပြိုင်ပွဲပြိုင်ပွဲလို့ခေါ်တယ်နောက်တစ်ခု number 5က a player who stuck is to stop the ball from entering the goal a player ဆိုတာကစားသမားတစ်ယောက် who stuck အဲ့လူရဲ့တာဝန်က is ဖြစ်တယ် to stop the ball ဘောလုံးကိုရပ်တန်လိုက်ဖို့ from entering the goal goal ကိုဝင်ခြင်းကနေဘောလုံးကိုရပ်တန်ပြီးမှဆိုပြောချင်တာ ဘောလုံးကိုဖမ်းမှာပေါ့နော်ကိုယ်တည်းကိုမဝင်အောင်ဘောလုံးကိုဖမ်းတာပေါ့အဲ့တော့ဘာလို့ခေါ်လဲဂိုးကီပါဘာရှိလဲဒါစတီယာဟုတ်တယ်နော်ဂိုးကီပါလို့ခေါ်တယ်ဂိုးကီပါနော်အဲ့တော့ဘောလုံးကိုသူကဖမ်းပေးမဲ့သူပေါ့ဒါဆိုရင်ပြန်ပြောမယ် number 1က pitch ကစားကွင်း number 2က team အတင် number 3က referee ဒိုင်လူကြီး number 4က match နော်ပါဝင်ရှင်ပြိုင်ဒီဆိုတဲ့အဓိပ္ပာယ် number 5ကတော့ goalkeeper okay အဲ့တော့ဆရာတို့ 2C ကိုဆက်သွားကြမယ်။ 2C က read the passage again တဲ့။စာပိုက်ကိုနောက်တစ်ချိန်ပြန်ဖတ်ပါတဲ့။ decide သုံးဖြတ်ပေးပါ။ if the statements below အောက်မှာပြထားတဲ့ဖော်ပြချက်၅ခုဒီ are true or false မှန်လားမလားသုံးဖြတ်မယ်။ number 1က the standard playing time of a football match standard ဆိုတာစံပေါ့နော် playing time ဆိုတာကစားတဲ့ချိန် of a football match ဘောလုံးအသေးတင်းကကစားဖို့အတွက်စံပြုတ်သတ်မှတ်ထားတဲ့အချိန်က minute 60ပါတဲ့။ true or false မှန်လားမလား True ပါဆရာ။ဟုတ်ပါဆရာ။မှန်တယ်နော်။ဟုတ်ပြီ True ။ဒီ assistant referee တဲ့လက်ထောက်ဒိုင်လူကြီးများဒီ head referee ဒိုင်လူကြီးကိုကူညီပေးပါတယ်။ To control the game ကစားပွဲကိုကူညီပြီးတော့မှထိန်းချောင်းပေးဖို့အတွက်လက်ထောက်ဒိုင်လူကြီးတွေကကူညီပေးတယ်တဲ့ True or false ။ true ပေါ့ဟုတ်တော့ true ပါဆရာ okay နောက်တစ်ခုက a player ကစားသမားတယောက်ဒီ can use သူက၃နိုင်တယ် his or her to score the gain နဲ့နော်အဲ့တော့ gain ကက a go တဲ့ဘိုးသွင်းမှုအတွက်ပေါ့ခေါင်းကိုတုံးလို့ရလားမရဘူးလားရပါရှာပါရှာ true ပါရှာ true ပါ true ရတယ်နော် if necessary number 4မှာ if necessary လိုအပ်တယ်ဆိုရင်တပ်ပလေးယာကစားသမားများကိုအာအလောက်ဖွင့်ပြပါတယ် to attack a player from the other team အခြားအသင်းတစ်သင်းဘက်ကကစားသမားတစ်ယောက်ကို to attack ဆိုတာတိုက်ခိုက်ဖို့ဖွင့်ပြထားတယ်တဲ့ဟုတ်လားတိုက်ခိုက်ဖို့တိုက်ခိုက်လို့ရလား မရပါဘူးဆရာ fox ပါဆရာမရပါဘူးဆရာမရဘူးမရတဲ့အကြောင်းမလို့ fox ပေါ့โอเคเนาะနောက်တစ်ခု number 5 a player who receive a yellow card for the first time has to leave the love leave the field เนาะ a player ဆိုကစားသမားတယောက် who အဲ့ဒီကစားသမားဒီတဲ့ brazil ရ yellow card yellow card ဆိုအဝါကတ်ပေါ့အဲ့တော့အဝါကတ်ပြခံထားရတဲ့ကစားသမားတယောက်ဟာတဲ့ for the first time ဆိုပထမဆုံးအချိန်ပေါ့ပြောချင်တာအဝါကတ်ကိုတစ်ခါပဲပြခံထားရတဲ့ကစားသမားဒီတဲ့ has to leave the field ကစားကွင်းထဲကနေထွက်သွားရမယ်တဲ့ဟုတ်လားမဟုတ်ပါဘူးဆရာဆရာဘယ်နှခါပြမှာဆရာနှစ်ခါပြမှာဆရာပြမှာ Okay အဲ့ဒါဆိုတော့ तू ကလည်းမှားတယ်ပေါ့ဟုတ်ပြီနော်ဒါဆိုရမလားရပါမယ်ဆရာနော် Okay အဲ့တော့ဆရာတို့ဒီကိုဆက်သွားကြမယ်ဒူဒီက answer the following questions အောက်ပါမိကွန်းများကိုဖြေပါတဲ့ What are the length and breadth of a football pitch? ဘောလုံးကစားကွင်းတကွင်းရဲ့ lunch အလျားနဲ့ bread တော့အနံပဲပြောပါတော့အကျယ်ပေါ့နော်အလျားနဲ့အကျယ်နဲ့ကဘယ်လောက်ရှိလဲတဲ့အဲ့တော့မေကွန်းမှာကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရင်ဆုံးဟုတ်လားမေကွန်းမှာ AI ကြီးက happy birth နော်အဲ့တော့ the lunch and breath of a football pitch r ဆိုပြီးအဲ့အားလေးကိုကျွန်တော်နောက်ဆုံးပို့လိုက်ပါမယ်ဒီနောက်ဆုံးလေးကိုပို့လိုက်မယ်နော်အဲ့တော့ the lunch and lunch ရောအလျား bread ကကြတော့ဆရာတို့ဒါအကျယ်ပေါ့နော်အနံပဲပြောပါတော့ အဲအလျားနဲ့အကျေ office football pitch တော့ဘောလုံးကင်းကစားကွင်းတကွင်းရဲ့အလျားနဲ့အကျေစာပိုင်းမှာတွက်ကြည့်လိုက်မယ်နော်ဒီမှာအလျားကဘယ်လောက်ကျယ်လဲဆိုတော့120 yard long and အနံကဘယ်လောက်လဲဆို53.5 yard ဒါလေးဖြေရမယ်ဒါနောက်မှာ WID wide ဆိုတာပါတယ်ကျယ်တာပေါ့နော်အဲ့တော့အလျားက120 guide ခြေပြီးတော့အနံကတော့53.5 guide ကျယ်ပါတယ်တဲ့ဒါလေးရေးလို့ရေးရုံပဲနော်အဲ့ဒါလေးကိုဆရာပေါင်းရေးလိုက်မယ် ဲ့တော့မြေကုန်းမြန်ကောက်လိုက်မယ် the lunch of the lunch and bread of a football pitch အားလေးကိုနောက်ဆုံးပို့လိုက်မယ်အားဆိုပြီးတော့မှာကျတော့ဒီမှာအဖြေလေးရေးလိုက်မယ်နော်ဘလောက်နဲ့ဘလောက်လဲဆိုလို့ရှိရင်120ဟုတ်ပြီနော် yet and ကျေတာကဘလောက်ကျေလဲဆိုလို့ရှိရင်ဟာလား120 yet and ဟုတ်ပြီနော်53.5တဲ့53.5 jet white ပေါ့နော် w i g e white ပေါ့နော်ကဲဒါဆိုရပါပြီအဖြေတည်းကဒါပါပဲအဲ့တော့ရှေ့မှာတော့ AI ရာကြီးရာလေးထည့်လိုက်မယ်ကြာ AI ရာကြီးရာပါထည့်ပေးလိုက်မယ်နော်ဒီကုန်းပြန်ကောင်းလိုက်တော့အာပါထည့်လိုက်မယ်နော်ဟုတ်ပြီဒါဆိုရင် the length and breadth of a football pitch are 120 yards and ဟုတ်ပြီနော်53.5 yards wide ဟုတ်ပြီနော်ဒါကနံပါတ်2 push pad of the body can player use to defense or attack အဲ့တော့ which part of the body အထိရအဲ့ဒါကမိကုံးပုတ်ပါဘာဖြစ်လဲဆိုတော့ can လေးရ happy ပြမလို့အဲ့တော့ which part of the body ခန္ဓာကိုယ်ရဲ့ဘယ်အစိပ်အပိုင်းတွေကိုတဲ့ can use သုံးနိုင်တယ်လေဘယ်သူကလဲ player ဆိုတော့ကစားသမားကအဲ့တော့ can က happy ပဲ use က main ပဲအဲဒါကောင်က players က subject အဲ့တော့ players ကစားသမားများဒီဟုတ်ပြီနော် which part of the body ခန္ဓာကိုယ်ရဲ့ဘယ်အစိပ်အပိုင်းများကို can use သုံးနိုင်တယ်လေ to defense or attack เนาะခုခံဖို့သဘောမဟုတ်တခြားအဖွဲ့ဟောလူတွေကိုတိုက်ခိုက်ဖို့အတွက်တဲ့ဘယ်လိုအစိတ်အပိုင်းတွေကိုသုံးလို့ရတယ်လို့မေးတာအဲ့တော့ဒီပေါ်မှာတွတ်ကြည့်ရအောင်ဘယ်လိုအစိတ်အပိုင်းတွေကိုသုံးလို့ရတယ်လဲဆိုတော့တွတ်ကြည့်ရအောင်เนาะဗလာဓမာတွေဟာသူတို့ရဲ့ဘာတွေကိုသုံးလို့ရတယ်ဒီမှာကြည့်ပါဦးเนาะ use သုံးလို့ရတယ်ဆိုပြီးမှ their feet သူတို့ရဲ့ခြေထောက် knee ဒူးခေါင်း head ခေါင်းနဲ့အံပြီးတော့ check ရေအုပ်တွေကို freely เนาะလွတ်လပ်စွာနဲ့ to defend or attack တိုက်ခိုက်ဖို့တောင်းမှုခုခံဖို့သုံးလို့ရတယ်ဆိုတဲ့အဖြေလေးတွေ့တယ်เนาะ ဲ့တော့ဘာတွေသုံးလို့ရတယ်လဲ feet ကဲ knee ကဲ heart ကဲ chest ကဲဟုတ်ပြီနော်အဲ့ဒါလေးကိုဆရာတို့ဖြေလိုက်ပါမယ်မေကိုမြတ်ကောက်မယ်အရင်ဆုံး player ဒီကကန်လေးကဆရာတို့က happy bat use က main bat ဆိုတော့ player can use နော်ဟုတ်ပြီနော် player can use ဆိုပြီးတော့မှဆရာတို့ကကစားသမားများကြီးတုံးနိုင်တယ်ဆိုပြောမှအဲ့နောက်ကလေးမှာကြာအဖြေထည့်မယ်ဒီ use ကနောက်ကလေးမှာအဖြေထည့်ရမှာပါနော် use ကနောက်ကလေးမှာအဖြေထည့်ရပါမယ်ပဲအဲ့အရာလေးကိုဆရာကစာလေးရေးပြမယ်ဘာလေးကိုသုံးရမှာလဲဆိုတော့စာပိုင်းမှာတွားရှာလိုက်တော့ there are Oh, no, they are knee. Oh, sorry, they are feet. No, feet. Yeah, child, they don't know yame. They are feet. We are child, they don't know yame. Be the by don't know yame. Knees, do go new. Yeah, oh, they knees. do not know yame. Be your five year old. Hobby, head, don't know yame. Hobby, don't know yame. Be your, don't know yame. And chest, and chest, and chest. ုတ်တယ် check တော့ရမယ်ရင်းအုပ်တွေကိုတုံးလို့ရပါမယ်ရှာဟုတ်ပါတော့ check ရင်းအုပ်ကိုတုံးလို့ရမယ်ဟုတ်တယ်နော် CACST နော်ရင်းအုပ်ကိုတုံးလို့ရမယ်ဘာလို့ဖို့လဲလို့ freely လွတ်လွတ်လပ်လပ်တုံးလို့ရမယ်ဟုတ်လားဟုတ်ပါရှာပြီးတော့မှနောက်ကနောက်က do defense ဆိုတာလေးပြန်ထည့်လိုက်မယ်နော်မိကုံးကလေးမိကုံးကဟုတ်ကဲ့ပါရှာဟုတ်ကဲ့ပါရှာ defense or attack ဆိုတာလေးကိုရှာပြန်ထည့်လိုက်ပါမယ် โอเคဟုတ်ပြီเนาะခုစောတော့ချတော့မရတော့နေရာဒီမှာကြက်เนาะတက်ပြီးစတာဗိုလ်ယူနည်းနည်းလေးကတ်လိုက်မယ်เนาะကြည့်ရပုတ်ပြီးအားဆိုရင်ရပြီလို့ထင်ပါတယ်အဲ့တော့မေးမေးခွန်းလေးပြန်ပြောမယ် which part of the body ခန္ဓာကိုယ်ရဲ့ဘယ်အစိပ်ပိုင်းများကိုပလေယာကစားသမားများတီကန်ယူသုံးနိုင်တယ်လေเนาะ to defend or attack ဆိုတော့မေးခွန်းပြန်ပြောလိုက်မယ် player can use အဲ့ use ကနောက်မှာအဖြေထည့်မယ်เนาะ player can use their feet knee head and chest freely to defense or attack also number 3 who assist no the referees in keeping the game under control တဲ့ကစားပွဲကိုတဲ့ထိကျုံမှုအောက်မှာဆက်လက်ပြီးတော့မှကစားနိုင်ဖို့အတွက်ဟူဘသူက assist နော်လက်ထောက်အနေနဲ့လုပ်ပေးတယ်တဲ့ referee ဆိုတဲ့ဒိုင်လူကြီးကိုပေါ့အဲ့တော့ဒိုင်လူကြီးကိုဘသူကလက်ထောက်နဲ့လုပ်ပေးတယ်ဆိုတော့ဒီမှာဟူးနေရာမှာဆက်တော့အပြေထဲပါမယ်မေကွန်းဘာလို့လဲဆိုတော့မေကွန်းကဟူးရဲ့နောက်မှာဘာကတ်လိုက်တယ်လဲဆိုတော့ဒီမှာနော်ဟုတ်ပါပါလေးမေကွန်းကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာ WHO WHO ဟူးရဲ့နောက်မှာ ASIC ဆိုတဲ့ main bag ကလိုက်တယ်ဒါဆိုရင် subject ကိုမေးတာဒီဟူးနေရာမှာအဖြေထည့်ရမယ်နော်အဖြေဝင်နေရာမှာထည့်မလဲပြောပါဦးဟူးနေရာမှာထည့်မယ်အာဟူးနေရာမှာထည့်မယ်အဲ့တော့အဲဟူးနေရာမှာဘာထည့်မလဲတော့ကြည့်ရအောင်နော်အဲ့တော့ဘောလုံးကိုဆက်ပလက်ကစားနိုင်ဖို့အတွက်ကျွန်တော်က line man ဆိုတာရှိတယ်ဟုတ်တယ်မလားဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာ the two line man on each side of the pitch ကစားပွင့်ရဲ့တစ်ဖက်တစ်ချက်မှာရှိနေတဲ့စစ်ချက်တိုင်းနှစ်ယောက်ပေါ့နော်ဒါလေးအဖြေထည့်ရမယ်အဲ့တော့ two line man on each side of the pitch. Ada lagi siapa? Hunia mati lagi bami. Hunia mati mana biar jawab alung eh. Hunia mati mana biar jawab. Linemen on each side of the pitch. Okay, two linemen biar jawab. Two linemen on each side of the pitch. Ah, okay, two linesmen on each side of the pitch. အမ line man မှာ line မှာ s ပါတယ်နော် alignes lines man on each side of the pitch ကစားပွဲရဲ့နော်ကစားပွဲရဲ့ဘယ်နဲ့ညာမှာရှိနေတဲ့ဟုတ်ပြီနော်ဘယ်နဲ့ညာမှာရှိနေဆရာဒီအောင်လို့နည်းနည်းလေးနည်းနည်းလေးဒီဘက်ကိုရွှေ့လိုက်မယ်နော်ပြီးရင်ဒီကောင်လေးကိုနည်းနည်းလေးချဲ့လိုက်မယ်ပြီးရင်ဒီကောင်လေးကိုအပေါ်ပြန်ပို့လိုက်မယ်ရမလားတော့မသိဘူးစမ်းမလားမသိဘူးမစမ်းဘူးနော် ဟုတ်ပြီထားပါတော့အဲ့တော့ Sulaiman on the side of the pitch အဲ့ဒါလေးကိုဟူးနေရာမှာထဲမှာနော်ဘယ်နေရာမှာထဲမှာလဲဟူးနေရာမှာပါဆရာအမ်ခြေစုံကဟူးနေရာမှာတွားထက်လာတယ်ဒါဆိုရပြီနော်အဲ့ဒါဆိုရင်အဖြေက two linesman on each side of the pitch become assist the referee in keeping the game under control number 4 what is a foul foul ဖြစ်တယ်ဆိုတာဘာဖြစ်တာလဲ give an example of a foul of a player may commit ပေါ့နော်ကစားသမားတယောက်ကျူးလွန်လို့ရတဲ့ foul ball foul foul ဖြစ်တဲ့ပြစ်ဒဏ်ပေါ့နော် ဖောင်းဖြစ်တဲ့တကူရဲ့ဥပမာပေးပါတဲ့အဲ့တော့ what is a ဖောင်းဆိုတဲ့မျိုးကုံဆိုတော့အရင်ဖြေမယ်နော်ဖောင်းဆိုတာဘာလဲတဲ့ဒီမှာဒါရိုက်ရှိနေမယ်နော်ဖောင်းဆိုတာဘာလဲပေါ့နော်ဖောင်းဘောဆိုတာဘာဖြစ်တာကိုပြောရလဲပေါ့နော်အဲ့တော့ a ဖောင်းဆိုတာ is an action မလားဒီမှာဒီမှာဒါရိုက်ပါတလားမသိဘူးနော်ဒီမှာ is an action ဒီနားကြီးကစဖြေမယ်ဆရာဟိုဟာ highlight နဲ့ highlight နဲ့ mini နဲ့လည်းဖြေပြီးမယ်နော် ဲ့တော့ fumble ဆိုတာဘာလဲဆိုတော့ an action is an action against any rule เนาะ is a foul အဲ့တော့မင်းကဒီမှာတော့ဆရာတို့က a foul is an action လို့ဆရာမင်းကပြန်ကောက်လေရတယ်ဒါမှမဟုတ်ရိုင်းလေးပဲစာပေထဲကတည်းကဓာတ်ရိုက်ရေးရတယ် action against any rule is a foul ဘယ်လိုစီးပင်းစီကန်းကိုမဆိုချိုးဖောက်တယ်ဆိုလို့ရှိရင်အဲ့ဒါ foul ball ဖြစ်တယ်ပြန်ပြကြည့်ပါဦး action against any rule is a foul ပြန်ကြည့်ပါဦး Action against any rules is a folly. အဲဟုတ်ပြီအဲ့တော့သူ့ရဲ့ဥပမာတစ်ခုပေးပါဆိုတော့ဆရာတို့ကမလုပ်ကြရတယ်ဆိုလို့ရှိရင်ဒီမှာလေ touching the ball with the hand အဲ့ဒါဥပမာပဲ for example ဒီ touching the ball with the hand ပဲเนาะ touching the ball with the hand အဲ့တော့ဆရာတို့ကဒီနေရာလေးမှာเนาะဒီနံပါတ်4ကိုဆရာဒီနေရာလေးမှာပဲဖြည့်ပြလိုက်တော့မယ်เนาะရှေ့စာကြောင်းက action against any rule is a foul ပြီးတော့ပြီးတော့ပြီးရော ကျတို့က is a form မှာရက်ထားလိုက်ပေါ့နော်ရက်ထားလိုက်ပြီး an example of a form နားလေးမှာဆရာအဖြေလေးထည့်လိုက်မယ်နော် an example နောက်နောက်ထပ်မေးခွန်းလေးပေါ့နော် an example ဥပမာတစ်ခုပေးလိုက်မယ်ဆရာက an example of a form နော်အဲ့တော့ form boy ရဲ့ဥပမာတစ်ခုอ่ะဆိုလို့ရှိရင် a player ကစားသမားတီ မေကွန်မစ်ဘာလို့လိမ့်မလဲကျူးလွန်လိမ့်မယ်ဟလားမေကွန်မစ် is ဆိုပြီးတော့မှဆရာတို့ကအဲ့ဆရာရေးထားတဲ့နေရာလေးရဟာလေးကိုဆရာဖြည့်လိုက်မယ်အဲ့တော့ဒီနေရာလေးကိုဆရာကဘာအောင်လေးနဲ့လို့ပြလိုက်မလဲဆိုတော့နော်လို့လို့တော့မရဘူးလားဘာအောင်လေးနဲ့လို့လိုက်မလဲဆိုတော့ဆရာကအပြာလေးနဲ့လို့လိုက်အပြာလေးနဲ့ဆိုတိတ်မထင်ဘူးအစိမ်းလေးနဲ့ရောအစိမ်းနဲ့ဆိုနေနဲ့ထင်မယ်နော်ကဲဟုတ်ပြီအဲ့တော့ပြပြကြည့်မယ် an example of a foul a player may commit it ဆိုပြီးတော့မှ touching the ball with the hand အဲ့တော့ပြန်ပြောမယ်အစားဆုံး action against any rule is a foul အဲ့ဒါကဟလာဘလို့စီမင်းမျိုးကိုမဆိုချိုးဖောက်လို့ရှိရင်အဲ့ဒါ foul ဖြစ်တယ်ပြီးတော့ an example of a foul player may commit it ဆိုပြီးတော့မှ touching the ball with the hand ရမလားရပါမယ်ဆရာအဲ number 4ရအဖြစ်ပြန်ပြောပါဦး number 4ရအဖြစ်ပြန်ပြောပါဦး Action against any wish is the against any wish is the fall. An example of an example of a fall a player makes commits touching the ball with the hand. With the hand. Okay, very nice. Yeah, man. That's number four. Yeah, the out man. Yeah, the out man. Yeah, she need to know. Number five, which yeah. Which card is more serious? ဘယ်ကကပိုပြီးတော့မှပြင်းထန်တယ်လေ။အဲ red card လား yellow card လား။မင်းတို့ပဲပြောကြည့်ပါဦးငယ်။အနီကက်နဲ့အဝါကက်နဲ့ဘယ်ကောင်ကပိုပြင်းလဲ။ အနီကက်ကပေါ့ red cat ပေါ့နော်အဲ့တော့ a red cat x more serious အဖြေလေးရနော် a red cat is more serious ဘာဖြစ်လို့လို့ထင်လဲဘာဖြစ်လို့လို့ထင်လဲ तू आर why နဲ့ဘာကြောင့်လဲတဲ့ red cat ကဘာဖြစ်လို့ serious ဖြစ်တာလဲတဲ့ဆိုတော့ကျတော့ because ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ကစားသမားဘာလို့ရမလဲ ဆရာကစားသမားပါထွက်ရမှာမလို့ပါဆရာ။အေးဟုတ်တယ်ကစားသမားကထွက်သွားရမှာမလို့အဲ့တော့ a player must leave နော်။အာ sorry ဘယ်နောက်ရောက်သွားလဲရှေ့ကိုရောက်နေတာ။ဒါစားနားလေးနော်။ဒါကိုဆက်ချက်လိုက်။ a player ကစားသမားဒီဆရာတို့ဘာလို့တော့ဘာလို့တော့မလဲဆိုလို့ရှိရင် must leave ထွက်ခွာသွားရလိမ့်မယ်တဲ့နော်။ရသမားထွက်ခွာသွားမယ်ဘယ်ကနေထွက်ခွာသွားရမှာလဲဆိုတော့ pitch ်အစားကွင်းထဲကနေထွက်ခွာသွားလိမ့်မယ်နော်ဘယ်အချိန်မှလဲဆိုတော့ immediately ချက်ချင်းပေါ့နော်ရရှာအဖြစ်ရေးပေးနေမယ်နော် want the referee ရပါပြီเนาะအဲ့တော့အဖြေကတော့သူကเนาะအနီကက်နဲ့အဝါကက်နဲ့ဘယ်ကောင်ကပို့ပြီးတော့မှเนาะအပြင်းလဲလို့လေးလို့ရလို့ရှိရင်အနီကက်ကပို့ပြီးတော့ serious ဖြစ်တယ်အဲ့တော့အဖြေလေးက a red cat is more serious အနီကက်ကပို့ပြီးတော့မှ serious ဖြစ်ပါတယ်မင်းတို့ကဒီနောက်က than a yellow cat လို့ထည့်ချင်ရသေးတယ်ဆရာတော့မထည့်တော့အဲ because ဘာကြောင့်လဲဆိုတော့ player ကစားသမားတယောက်ဒီ must leave the pitch immediately ကစားကွင်းကနေချက်ချင်းကိုထွက်သွားရပါလိမ့်မယ်ဘယ်အချိန်မှလဲ when the referee show a red card ဟုတ်ပြီနော် ဒန်လူကြီးဟာသူ့ကိုအနီကပ်ပြလိုက်ပြီးဆိုတာနဲ့ချက်ချင်းအဲ့ဒီကစားသမားကကွင်းထဲကနေထွက်သွားရမှာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော်အနီကပ်ကပို့ပြီးတော့မှပြင်းပါလေတဲ့ဒါဆိုနားလည်မလားနားလည်ပါမယ်ဆရာနားလည်ပါမယ်ဆရာနော်အဲ့ဆိုရင်4တခုပဲအပေါ်ပါနော်4တခုပဲဆရာဒီစာပိုင်းနားလည်မှာတခါလေးဖြည့်ပြသွားရအောင်နော်ကျန်တဲ့ကောင်တွေကဆရာဒီမှာရေးပေးထားပါတယ်အဲ့တော့တစ်ခေါက်လောက်အစားဆုံးဆရာတို့ပြန်ပြောကြည့်အောင်နံပါတ်1က what are the length and breadth of a football pitch ဘောလုံးကွင်းကတကွင်းရဲ့နော်အလျားအနံအလျားနဲ့အနံဟာဘယ်လောက်ရှိလဲတဲ့ အဲ့တော့မြေကွန်းပြောက်လိုက်မယ် the length and breadth of a football pitch are 120 yards and 53.5 yards wide အဲ့တော့120ဂိုက်ရှိပြီးတော့မှ90လုံးမှ5ဂိုက်ကျယ်ပါတယ်ပေါ့နံပါတ်2 push pad of the body can players use to defend or attack ပလေးယားကစားသမားများသည် push pad of the body ခန္ဓာကိုယ်ရဲ့ဘယ်စိတ်ပိုင်းများကို can use သုံးနိုင်တယ်လေ to defend or attack ခုခံတဲ့ဘိုးဒါမှမဟုတ်တိုက်ခိုက်ဖို့အဲ့တော့မြေကွန်းပြောက်မယ် player က subject အဲ့တော့ players use can use အဲ့နောက်မှာပြထည့်မယ် can use their free knee catch and check freely to defense or attack number 3 who assists the referees in keeping the game under control ဘသူကဒိုင်းလူကြီးကိုကစားပွဲကိုဆက်လက်เนาะကစားနိုင်ဖို့အတွက်ဘသူကလက်ထောက်အနေနဲ့လောက်လောက်ဆောင်ပေးတယ်လေတဲ့အဲ့တော့ဆရာအဖြေဟူးနေရာမှာထည့်ပါမယ်ဘာထည့်မလဲဆိုတော့ two linemen on each side of the pitch ကစားပွဲရဲ့ဘယ်ညာတစ်ဖက်တစ်ချက်စီမှာရှိနေတဲ့စစ်ကြတ်တိုင်းနှစ်ယောက်ပေါ့အဲ့အဲ့ပြီးကမှ assist အကုန်ပြန်ကူးမယ်နော် assist the referees in keeping the game under control နောက်ကူကတော့ what is a foul foul ball ဆိုတာပါလေ give an example of a foul a player may commit ဟုတ်ပြီနော်အဲ့တော့ကစားသမားတယောက်ကျူးလို့ရင်လောက်ရမယ် foul ball ကဥပမာပေးပါဆိုတော့ဆရာဒီမှာရေးပြတယ် foul ball ဆိုတာပါလေဆိုတော့ action against any rule is a foul man an example of a foul a player may commit is touching the ball with their hand ဒါ number 4ရဲ့အဖြေပါ number 5 which cat is more serious ဘယ်ကကပို့ပြီးတော့ပြင်းထန်တယ်လဲ a red cat or a yellow cat အဝါကက်လားအနီကက်လား why ဘာကြောင့်လဲအဲ့တော့ a red cat is more serious အနီကက်ကပို့ပြီးပြင်းထန်နေပါတယ် because ဘာကြောင့်လဲ a player must leave ကစားသမားချက်ချင်းထွက်သွားလိမ့်မယ်เนาะ the pitch ကစားပွဲကနေ immediately ဆိုတော့ချက်ချင်းကိုထွက်သွားရလိမ့်မယ်ဘယ်ချိန်မှာလဲ when the referee shows a red cat เนาะဒိုင်းလူကြီးကအနီအောင်ကက်ကိုပြလိုက်ပြီဆိုတာ ਨੇ ကစားသမားကကွင်းထဲကနေချက်ချင်းထွက်သွားမှာဖြစ်လို့ပို့ပြီးတော့ပြင်းပါတယ်တဲ့ ါဆိုရင်125ရမလားရပါပြီဆရာရမယ်နော်ဒါဆိုရင်ဆရာတို့ဒီကောင်ဆရာကိုတစ်ခေါက်လောက်ပြန်ပြီးတော့မှရှင်းပြပေးပါပေါ့နော် ပြန်ပြီးတော့တယောက်မြို့ထဲကနေစာမေးကြည့်မယ်ပေါ့နော်အဖြေရမလားပေါ့